အလုံးလိုက်မိကြပါဗျာခုတစ်ခါမှတော့မိဘတွေမရှိတော့လို့ညီမအငယ်ဆုံးလေးကို ပြုစုစားရှောက်ပေးထားကြမှာအမရဲ့အမျိုးသားနဲ့ခွရလက်ပြီးတွားလို့အမတယောက်ရဲ့ရင်ရွေးခံစားချက်ဗီဒီယိုဖိုင်လေးကို အားလုံးသိအောင်တင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာ သူတို့ကပြောမှဆိုရင်ဟိုသူများတွေကပြောတာအမဟိုတိမ်နဲ့ဘာလို့တူတူနေတာလဲအမဟိုတိတိရက်နဲ့လွတ်ပေးထားတာလားအမအာတာလားပေါ့နော်သူများတွေကမေးကြတာဘာလို့တူတူနေတာလဲဆိုတော့ကျမတို့ရဲ့အဖေအမေပေါ့အမေဆုံးတော့ကျမတို့ကဒီမှာမရှိဘူးကျမတို့လည်းမြန်နောက်ကအတိုင်းမှာအလုပ်သွားလုပ်နေကြတာကျမပြန်လာတဲ့အချိန်မှာကျမရဲ့အဖေကလည်းကျမရင်မကောင်းဘူးအခုကျမရောက်ကြနေလိုက်သွားတယ်ကျမရဲ့ညီမကလည်း ကျမဆွန်ရဲ့လူမမဲခလေးကျမရဲ့မောင်လေးရဲ့လူမမဲခလေးလေးဆိုတော့ကျမရဲ့အိမ်မှာကျမခေါ်ထားတာဒါပေမဲ့မွေးထားတာကျမအကြီးဆုံးလားဆိုတော့ကျမအကြီးဆုံးတော့မဟုတ်ဘူးကျမရဲ့အမနှစ်ယောက်ကသူများနိုင်ငံမှာအလုပ်သွားလုပ်နေတော့လောလောဆယ်ဒီမှာအကြီးဆုံးလို့ကျမတယောက်ပဲရှိတာအဲ့အတွက်ကြောင့်မလို့ကျမတို့တို့ကိုခလေးဘွားတွေကကျမအမေလိုရောအမလိုရောကျမတို့တို့ကိုအိမ်မှာခေါ်ပြီးတော့ပြုစုစောက်ချောက်ထားတာနောက်တစ်ခုပြောချင်တာကလေကျမမွေးထားတာသမီးမိန်းကလေးတရားဥပမပါဘူး ညီမမွေးလာတာအကုန်လုံးသားတယ်ကြည့်ပဲပစိုးတစ်ထည့်ရှင်ရတယ်ကိုညီမဆိုတော့လေကိုကဩညီမလေးတွေငါမောင်လေးတွေကငါတို့ကဒီတက်ဒီရွယ်တုန်းကဆိုရင်ဘလိုပဲဖြစ်ဖြစ်မိဘတွေကမရှိတာမရှိတာပဲငါတို့မှမိဆုံဖဆုံနေရတယ်ဟဲ့သူတို့တွေလေကိုဘော်ဘလောက်ပဲဆိုးဆိုးညီမအမြဲတမ်းသိခန့်တယ်ဒါပေမဲ့အိမ်မှာတော့ညီမဈေးရောက်သွားရင်တော့အဲအလုပ်တွေတော့တူတူမိသားစုတွေဆိုတော့အကုန်လုံးဝိုင်းလို့ဝိုင်းစပါတော့ညီမကလေညီမ ကျမကိုကျမလှချင်တာထက်ကျမရဲ့ညီမအိမ်မှာနေတဲ့ကျမရဲ့တူမလို့ကျမပို့ပြီးတော့လှစေချင်တာကျမရဲ့စိတ်တမျိုးကကျမဈေးတယ်ဆိုတော့လေဈေးထဲမှာဗာလေးတွေပဲအခုပေါ့မိန်းကလေးသုံးဆောင်လေးတွေပေါ့ခေါင်းစည်းချိုးလေးတွေကလစ်လေးတွေဝတ်စားလေးတွေပေါ့နော်ကျမအမဆိုတော့လေဈေးရောက်နေရင်လည်းကျမမအားရချာတော့ပြေးပြီးတော့ကျမတောက်ဝယ်ပေးတာစင်မေးတာခေါင်းစည်းချိုးဆိုခေါင်းစည်းချိုးလေးတွေကလစ်လေးတွေဆိုကလစ်လေးတွေဝတ်စားဆိုဝတ်စားလေးတွေကျမကလည်း သူတို့ဘောကျမအဲ့လောက်ထိကောင်းခဲ့တဲ့မိန်းမတရားပါနော်အကြတော့ကျမကသူတို့ကိုတိတိရနေလို့ပေးတာလည်းမဟုတ်ပါဘူးနော်အဲ့တော့ကျမရဲ့အမျိုးသားကလည်းသူများနိုင်ငံမှာအလုပ်သွားလုပ်တာ၃နှစ်ရှိပြီ၃နှစ်ရှိပြီသွားလုပ်တာကျမရဲ့အမျိုးသားကအခုမှမြန်မာနိုင်ငံကိုပြန်လာတာနှစ်လတော့မပြည့်သေးဘူးနှစ်လတော့မပြည့်သေးဘူးပေါ့နော်ပြန်လာတာကျမကလေဟိုသူများတွေပြောသလိုပဲအမဟိုအားလာလားတတိယနဲ့လွတ်ပေးတာကျမအားလာလားမဟုတ်ဘူးတတိယနဲ့လွတ်ပေးတာလည်းမဟုတ်ဘူး မိမတွေဆိုတဲ့မျိုးပါလေဘာတွေဘလောက်ပဲအာအာဘာတွေဘလောက်ပဲထူထူလေးပြပြမယ်ကိုယောက်ျားနဲ့ပတ်သက်ရင်တော့ဘယ်သူမှမအအောင်တော့အားတဲ့မိမမျိုးစားရတယ်မှမပါကြဘူးဒါပေမဲ့ကိုယောက်ျားတွေကိုယ်ကယုံကြည်ကြတာလေယုံကြည်ကြတာပေါ့နော်ကျမယုံကြည်လို့လေကျမရဲ့အဲ့တော့သူများတွေကမင်းနေကြလို့အမကဘယ်လိုလုပ်သိသွားတာလဲအမမိသွားတာလားဆိုတော့ကျမမသိဘူးသူတို့ကအိမ်မနေတာသူတို့ကပြည်ရတယ်ကျမကမသိဘူးဘာလို့မသိလဲဆိုတော့ ကျမကမနေ့က9နာရီထွင်ကျမဈေးရောက်သွားတဲ့သူဆိုဈေးရောက်ကျမသွားတာလေကျမပြန်လာတာဈေးတယ်ဆိုတော့အချိန်မမှန်ဘူးဟို17နာရီထိုးလည်းပြန်လာပြန်လာတယ်17နာရီထိုးလည်းပြန်လာပြန်လာတယ်မသိဘူးအခုကကြတော့သူတို့ကခုပြေးသွားတာခုပြေးသွားကြတာနော်ခုပြေးသွားတာသူတို့ကရိုးရိုးခုပြေးသွားတာမဟုတ်ကျမသားလေးအလက်ကောင်စေးကူးမဲ့ပတ်စံနဲ့အကုန်လုံးသူတို့ကယူသွားတာယူသွားတဲ့အတွက်မို့လို့ဒါမဲ့သူတို့ကသွားလဲအဲ့လိုသူများနိုင်ငံပတ်တွေပါရတော့မရောက်သေးဘူးပေါ့နော် သူတို့သွားလဲသူတို့ကဒီမြန်မာနိုင်ငံထဲမှာပဲသူတို့ကရှိသေးတယ်။အားကြောင့်မို့အခုကျမရဲ့အခုကျမတင်လိုက်တဲ့တက်တော်လေးကိုတွေ့ရင်ငများလေးချဲ့ပေးပါနော်။သူတို့ကိုတကယ်လို့တွေ့ခဲ့ရင်လည်းကျမကိုနေရာအတိကျလိမ့်စာလေးနဲ့ကျမကိုဆက်သွယ်ပေးပါလို့ကျမမြတ်တာရက်ခံတယ်။ကျမနေတဲ့နေရာကျတော့ဘိုးတိုင်းပဲ့နယ်ကုန်းတပင်ရွှေကြီးမြောက်ချမ်း။ကျမနေတဲ့နေရာကျတော့လေနေတယ်ပေါ့နော်။အဲ့တော့ကျမကိုသူတို့ကိုတွေ့ခဲ့ရင်ကျမကိုနေရာလိမ့်စာအတိကျလေးနဲ့ကျမကို ဟိုလှမ်းပြီးတော့ဆက်သွယ်ပေးပါလို့ကျမမေတ္တာရက်ခံတယ်ပေါ့နော်ဟိုဘာလို့မေတ္တာရက်ခံတာလဲဆိုတော့ကျမသားလေးဆေးကုဖို့ယူသွားတဲ့ပတ်စံတွေပါသွားတဲ့အတွက်မို့လို့ပေါ့နော်နောက်တစ်ခါကျတော့ဒီဘဝနေပြီးတော့ပဲညီမကျမရဲ့အမတွေကိုကျမတောင်းပန်တယ်ကျမရဲ့အမတွေဆိုကျမရဲ့အမအကြီးနှစ်ယောက်ပေါ့နော်ကျမရဲ့အကြီးအမနှစ်ယောက်ကဒုညနိုင်ငံမှာလောက်သွားလောက်တယ်တောက်လောက်တော့အမတွေကကျမကိုတတော်ကနေပြီးစာပို့တယ်စာပို့တော့လေကျမကစာမမြိုက်တတ်တာသူတို့ကျမပြန်ပြောတတ်ဘူးလေ အကြတော့အမားတို့လည်းညီမတောင်းမှအမားတို့ကလည်းညီမကဘလို့လှမ်းပြောတော့ဆိုတော့ညီမတို့ဒီလိုတွေနေလုံနေတာလေညီဒီလိုတွေလုံတော့နေရောက်ကြတော့ဘာမှမဖြစ်ဘူးရောက်ကြလေညီကိုပေါင်ကိုလှထောင်းတို့ဖြစ်နေမှာပေါ့ညီမတို့ဒီလိုတွေလုံတာလေအမားတွေကတော့ညီမတို့ဘလို့ပူလောင်နေပေါ့ညီလည်းကိုပေါင်ကိုလှစားတက်နေတဲ့မိန်းမတယောက်ညီမနဲ့လက်မထောင်းပြီးတော့နေပေါ့အမားတွေကသူတို့ဖြစ်ချင်တယ်ဒါပေမဲ့ညီမကိုပေါင်ကိုညီမလှစားတယ်လေအခုလည်းညီမဈေးရောက်ထွက်တယ်ညီမလှစားတယ်ကျမဘာလို့ဒီလိုမျိုးတွေတင်တာလဲဆိုတော့ မစဉ်းစားကြည့်လိုက်ဒီလိုပြဿနာကြီးဖြစ်အောင်ညီမအရင်လုပ်ခဲ့တာလားဟမ်ညီမလှုပ်ချင်တဲ့စိတ်ရှိရင်သူတို့တွေသွားပြီးဆိုရင်ညီမလှုပ်လို့ရတယ်လေသူတို့တွေကသူတို့ခိုးပြစ်သွားတာမှသူတို့ဘယ်နဲ့ရမှမကြတယ်ညီမဒီမှာခံစားရတယ်ညီမပူလောင်ရတယ်ညီမအရင်ကမှခံစားနေရတာတော့မတို့ကကိုချင်းမစားတာလားဟမ်အမားတို့လည်းအမားတို့ညီမတို့ကခံစားရတယ်လို့ညီမကနှစ်ခါခံစားရတယ်မိမပါနော်အဲကြတော့ညီမတောင်းပန်တယ်ဒီနေရာနေပြီ ညီမဒီလိုမျိုးတွေတင်နေဆိုတာလေသူတို့ကအရင်လိုင်းမဟုတ်အချက်မရှိတဲ့ပုံတွေဖျက်ရတဲ့ပုံတွေသူတို့ကအရင်တင်ခဲ့တာလေဟင်သူတို့ကအရင်တင်ခဲ့တာ